မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးကမ္ဘာကိုဒုက္ခပေးနေသည့်အွန်လိုင်းကြားဖြင့်လေးလည်မှုလုပ်ငန်းများတွင်စစ်တပ်ကပံ့ပိုးနေမှုသက်သေထင်ရှားသည့်အတွက်နိုင်ငံတကာကအရေးယူရန် NGO တိုက်တော်ကြားပြန့်လုပ်သောနေကြာဆောင်တပ်များမှစစ်တပ်၏လက်အောက်တွင်ရှိနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကမ္ဘာကိုဒုက္ခပေးနေတဲ့ online ကြားဖြတ်လိမ်လည်မှုလုပ်ငန်းများတွင်မြန်မာအကြမ်းဖက်စစ်တပ်ကတိုက်ရိုက်သို့မဟုတ်တွေဝိုက်ပံ့ပိုးပေးနေမှုတက်သေးထင်ရှားသည့်အတွက်နိုင်ငံတကာကရေးယူရဲ့အမျိုးသားညီညွတ်ရေးဆိုရာ NUG ကတိုက်တွန်းတောင်းဆိုပါရယ်။ယနေ့ပြည်သူလူထုနှင့်နိုင်ငံတကာတို့တင်းစကားပြောကြားခြင်း၁၈မြန်ဆောင်၂၀25စီစဉ်တွင်မြို့သားညီညွတ်ရေးဆိုရာ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကအထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါရယ်။ မြန်မာနိုင်ငံသားမကအာဆီယံအတိုင်းဝိုင်းနဲ့ကမ္ဘာနိုင်ငံတည်တည်မှပြည်သူများကိုဒုက္ခပေးနေသည့်အွန်လိုင်းကြားဖြင့်လိမ့်လည်းမှုလုပ်ငန်းများနဲ့မြန်မာအကြမ်းဖက်စစ်တပ်ကောင်းဆောင်များကြားဆက်နွယ်မှုများရှိနေကြောင်းတရုတ်မီဒီယာများတွင်ဖော်ပြသည့်စစ်တပ်လောက်ကကိုကဲ့နေကြားဆောင်တဲ့ကောင်းဆောင်ဝေဆန်း၏ထွက်ဆိုချက်များတွင်စေအုပ်စုဤကာကွယ်မှုခွင့်ပြုချက်ရရှိခဲ့ပြီး အွန်လိုင်းလိမ်လည်စင်တာများကိုကာကွယ်ရန်လိမ်လည်ရရှိသည့်ငွေဒစိမ့်တစ်ပိုင်းကိုစီအုပ်စုကိုပေးဆောင်ခဲ့ရကြောင်းထို့ကြောင့်စစ်တပ်ကတိုက်ရိုက်သို့မဟုတ်တယ်ဝိုက်ပံပိုးမှုရှိသောတပ်သေးထင်ရှားကြောင်း၎င်းကပြောပါရယ်တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ကိုကန့်နေသားဆောင်တပ်ကောင်းဆောင်ဝီဆန်းရဲ့ထွက်ဆိုချက်တွေမှာ ဆေးဥစုရဲ့ကာကွယ်မှုနဲ့ခွင့်ပြုချက်တွေရရှိခဲ့ကြောင်းအွန်လိုင်းလိမ်လည်မှုစင်တာတွေကိုကာကွယ်ဖို့အတွက်လိမ်လည်ရရှိတဲ့ငွေရဲ့တစ်စိတ်တစ်ပိုင်းကိုဆေးဥစုကိုပေးဆောင်ခဲ့ရကြောင်းအထိပယ်တက်ရောက်တဲ့အချက်တွေထွက်ဆိုထားတာကိုကြည့်ရင်အကြမ်းဖက်စစ်တပ်ဟာဒီလုပ်ငန်းနဲ့တိုက်ရိုက်တာမှမဟုတ်တဲဝိုက်ပံပိုးမှုရှိကြောင်းတပ်သေးတွေကထင်ရှားတဲ့အတွက်နိုင်ငံတကာအတိုင်းဝိုင်းကဒင်ယာစုလုံရက်တွေကိုရပ်တန့်ဖို့ဆေးဥစုပေါ်ယခုတက်ပို့ပြီးပိတ်ဆို့အရေးယူဖို့လိုအပ်ကြောင်းတိုက်တွန်းပြောကြားလိုပါတယ်ဟုဦးနေဖုံးလက်ကပြောဆိုပါတယ် ထို့ပြင်မြန်မာနိုင်ငံသားများကမ်ဘောဒီးယားနိုင်ငံတွင်လိမ်လည်လူကုန်ကူးခံရမှုလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခံရမှုနှင့်ကြားဖြန့်လုပ်ငန်းများတွင်ကျူးလွန်ခံနေရကြောင်းအကူအညီတောင်းဆများလက်ခံရရှိထားကြောင်းအန်ယူဂျီနေဖြင့်နိုင်ငံဖြစ်သောဥစုဖွဲ့မှုကင်းများတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၎င်းကဆက်လက်ပြောဆိုပါရ မြန်မာနိုင်ငံသားတွေကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းကိုလိမ့်လည်ခံရပြီးလူရောင်းဝယ်ခံရမှုအထမလုံအားပေးစိတ်ခိုင်းခံရမှုလိမ့်ပိုင်းဆိုင်ရာအမျက်ထုတ်ခံရမှုတွေကိုအွန်လိုင်းကြားဖြင့်လိမ့်လည်မှုလုပ်ငန်းတွေမှာကျူးလွန်ခံနေရကြောင်းနဲ့ကုညီကယ်ဆယ်ပေးဖို့ကုညီတောင်းစာတွေမူရင်းစေဝါနဲ့ရောင်းစုမှုဆိုင်ရာ ကုလသမဂ္ဂယုံကဇက်တိုက်လက်ခံရရှိနေတယ်လို့သိရပါတယ်။အွန်လိုင်းကခေါ်တဲ့အလုပ်တူတွေကိုအထူးစစ်ဆေးပြီးမှ အလုတ်သားလုံးကြဖို့နဲ့ကြားဖြတ်တဲ့ဘက်သက်ပြီးအထူးသတိရှိကြဖို့ကျွန်တော်တို့မြန်မာပြည်သူတွေကိုအထူးသတိပေးပြောကြားလိုပါတယ်မြန်မာနိုင်ငံနဲ့အထူးသဖြင့်အကြမ်းဖက်စစ်တပ်ရဲ့လောက်ခံနေကြဆောင်တပ်တွေထိန်းချုပ်ထားတဲ့နေဆက်ဒေတာတွေမှာအများဆုံးအခြေစိုက်ဖြစ်ပွားနေတဲ့ online ကြားဖြတ်လိမ့်လည်မှုလုပ်ငန်းတွေအပါအဝင် နေဆက်ဖြတ်ကျော်ရောင်းစုမှုကိန်းတွေကိုနိုင်ငံတကာအတိုင်းဝိုင်းကဖြည့်ရှင်ဖို့ ဂျိုဘန်ဆောင်ရဲ့နေမှုတွေကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထိမဲ့ပြုချီးကျူးဂုဏ်ပြုတယ်လို့ပူပေါင်းဆောင်ရွက်ဖို့လည်းအမြင့်အသင့်ရှိကြောင်းပြောကြားပါတယ်အမျိုးသားညီညွတ်ရေးဆိုရအနေနဲ့နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းတွေတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုတိရောက်စွာအကောင့်ထည့်ဖို့ဆောင်ရွက်နိုင်ဖို့အတွက်နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းများကိုတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်ဟုဦးနေဖုံးလက်ကဆက်လက်ပြောဆိုပါတယ် အကြံဖက်စက်တက်ကအွန်လိုင်းကြားဖြန့်လင်းလေတော့လုပ်ငန်းတချို့ကိုဝင်ရောက်စီးနှင်းတရားအယောင်ပြဆောင်ရွက်နေပြီးစစ်တပ်၏လက်ကွက်ထဲမဝင်မိကြရဲ့အရေးကြီးကြောင်းနေသားဆောင်တပ်များသည်စစ်တပ်၏လက်အောက်ခံတပ်များဖြစ်သောကြောင့်အွန်လိုင်းကြားဖြတ်လုပ်ငန်းများ၏နောက်ကွယ်တွင်စစ်ကောင်းဆောင်များထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေမှုရှိသည်ကိုသိမြင်ရပြီးအဆိုပါတရင်ရှင်းမြစ်ကိုဖျက်နိုင်မှသာချုပ်ငိမ့်သွားမည်ဖြစ်ကြောင်း၎င်းကတတိပေးပြောဆိုခဲ့ကြောင်းသိရှိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လက်ရှိအခြေအနေများအောက်တွင်မြန်မာစစ်တပ်ကရွေးကောက်ပွဲကျင်းပပါကမတည်ငြိမ်မှုများနဲ့ဖဲထုတ်ခံရမှုကိုပုံမနဲ့ဆိုင်ဆိုးရွားစေလိမ့်မယ်လို့ကုလသမဂ္ဂအတွင်းမှချုပ်သတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်ကလက်ရှိအခြေအနေများအောက်တွင်ရွေးကောက်ပွဲကျင်းပပါကမတည်ငြိမ်မှုများနဲ့ဖဲထုတ်ခံရမှုကိုပုံမနဲ့ဆိုင်ဆိုးရွားလာစေလိမ့်မည်ဖြစ်ကြောင်းကုလသမဂ္ဂအတွင်းမှချုပ်အန်တိုနီယိုဂူတာရက်စ်ကသတိပေးပြောဆိုပါရယ်။ မလေးရှားနိုင်ငံကွာလာလံပူမြို့မှာရမန်နေအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်စဉ်ကုလသမဂ္ဂအတွေ့အမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကအထပ်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ဒီမိုကရေစီနှိကြရွေးကောက်တင်မြှောက်ခံရသောခေါင်းဆောင်များပါဝင်မတရားဖက်ရှိခံထားရသူများကိုလွတ်ပေးရန်ကုလသမဂ္ဂအတွေ့အမှုချုပ်ကတောင်းဆိုလိုက်ပြီးလက်ရှိချင်းနေများအောက်တွင်ကျင်းပသောရွေးကောက်ပွဲကြောင့်ဖိတ်ကျင်ခံရမှုနှင့်မတည်ငြိမ်မှုများကိုပုံမှုဆိုးရွားစေနိုင်ကြောင်းတတိပေးပြောကြားပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းမှချုပ်အန်တိုနီယိုဂူတာရက်စ်ကမြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောအကြမ်းဖက်မှုများကိုပြင်းထန်စွာရှုံချခဲ့ပြီးပြည်ပခါများကိုရပ်တန့်ရန်အရက်သားများကိုကာကွယ်ရန်နှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝင်ရောက်ခွင့်များကိုအတားအဆီးမရှိခွင့်ပြုရန်အဖွဲ့များအားလုံးကိုတိုက်တွန်းခဲ့ပါသည်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးဟာခက်ခဲနေစေပါ ထောင်ပေါင်းများစွာသောလူတွေအသက်ခံခဲ့ရပြီးတန်ပေါင်းများစွာဦးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလူဝဲချက်များမြင့်တက်လာနေပါတယ်ဟုအာဆီယံကုလသမဂ္ဂထိပ်သီးအစည်းအဝေးတွင်၎င်း၏အဖွဲ့မိန့်ခေါ်မှပြောကြားခဲ့ပြီးရိုဟင်ဂျာများနှင့်အခြားလူမှုအတိုင်းဝိုင်းများနေဖြင့်နှိမ့်ဆက်ညှဉ်းပန်းမှုနှင့်အတင်းကျပ်ဦးမဲ့အိမ်မဲ့ဖြစ်မှုတန်တရားများကိုဆက်လက်ကန်စားနေရဆဲဖြစ်ကြောင်းထောက်ပြခဲ့ပါသည် မြန်မာနိုင်ငံအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုအစီအစဉ်မှာရှမ်းပုံငွေများကိုမလုံလောက်သေးကြောင်း၎င်းကအတိပေးခဲ့ပြီးအကြက်တဲကိုဖြည့်ရှင်ရဲ့ရေးပေါ်နိုင်ငံတကာ၏အကူအညီကိုတောင်းခံခဲ့ပါတယ်။ကုလသမဂ္ဂအကြီးအကဲကမြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပြန်လည်ထူထောင်ရန်အာဆီယံဘုံသဘောတူညီချက်၅ချက်နဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်1669ကိုအကောင့်ထည့်ဖို့ရန်မြန်မာစစ်တပ်ကိုထပ်လောင်းတောင်းဆိုခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့လူငယ်များကိုစစ်မှုထမ်းဖြင့်အတင်းကျပ်စေခိုင်းနေသည့်မင်းအောင်လိုင်ကမြန်မာလူငယ်များပြည်ပသို့ရွှေ့ပြောင်းသွားလာမှုမြန်မာနေတော်လဲပြည်ရင်းတွင်လည်းလူငယ်လူရွယ်ဥယျာဉ်များပြားနေစေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လူငယ်များကိုစစ်မှုထမ်းဖြင့်အတင်းကျပ်စေခိုင်းနေသည့်မင်းအောင်လိုက်ကမြန်မာလူငယ်များပြည်ပသို့ရွှေ့ပြောင်းသွားလာမှုမြန်မာနေတော်လဲပြည်တွင်းတွင်လည်းလူငယ်လူရွယ်ဥယျာဉ်များပြားနေစေဖြစ်ကြောင်းပြောဆိုလိုက်ပါရယ်ရမန်နေ့နေပြည်တော်တွင်ပြုလုပ်သည့်2024ခုနှစ်လူဦးရေနှင့်တကောင်းစင်းအစည်းအဝေးခန်းဆောင်ထုတ်ပြန်ပွဲတွင်အကြံဖက်မင်းအောင်လိုက်ကထို့သို့ပြောဆိုလိုက်ခြင်းဖြစ်ပါရယ် မြန်မာနိုင်ငံ၏လူငယ်များကြားတွင်ပြည်ပရွှေ့ပြောင်းသွားလာမှုများမြန်မာနေတော်လေတစ်ချိန်ကမွေးနှုံမြန်မာခဲ့သည့်အကျိုးဆက်ကြောင့်အလုံးလုံးနိုင်သည့်လူငယ်လူရွယ်ဥယျာဉ်တွင်လည်းယခုတွင်များပြားနေစေဖြစ်ကြောင်းလူရည်ဆုလက်ရရှိနေစေကာလဖြစ်ကြောင်းပြည်ပသူရွှေပြောင်းခြင်းကလည်းမြန်မာနိုင်ငံ၏လူမှုစီးပွားရေးအခြေအနေနိုင်ငံ၏တည်ငြိမ်မှုပြည်တွင်းတွင်ရှိသည့်အလုတ်ကိုင်းခွင်လန်းများနှင့်အိမ်နီးချင်းနိုင်ငံများ၏စီးပွားရေးဖွံ့ဖြိုးမှုတို့ပေါ်တည်မီနေခြင်းကြောင့်ဖြစ်ကြောင်းမင်းအောင်လှိုင်ကပြောဆိုပါသည် အကျန်းဖက်မြန်အောင်လိုက်က2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပြီး2024ခုနှစ်မေလမှစတင်၍စစ်မှုထမ်းပတ်စင်များကိုလဆင်ဖွင့်လှစ်ကလူငွေ9000ကိုလဆင်စစ်မှုထမ်းခေါ်ယူခဲ့ရာယခုကစစ်မှုထမ်းပတ်စင်18တုပ်ပင်ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။လူငွေများပြည်ပသို့ပြောင်းရွှေ့နေမှုမြန်မာပြည်အတွက်မြန်အောင်လိုက်ကအသက်18နှစ်မှအသက်35နှစ်တွင်လူငွေများကိုပြည်ပသို့အလုတ်ကံဖြင့်ဆေးလွတ်မှုများကိုပိတ်ပင်ခဲ့ပြီးပြည်ပသို့အလေးပဲထွက်သည့် ူငယ်များကိုလည်းအကြောင်းမျိုးမျိုးပြ၍နေစိတ်များမှပြန်လှည့်ခိုင်းမှုများလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်။ထို့ပြင်ပြည်ပရောက်ရှိနေသောမြန်မာလူငယ်များအမိမြေသို့ပြန်လာ၍စစ်မှုထမ်းကြရေးအတွက်မင်းအောင်လှိုင်ဦးဆောင်သောစစ်တပ်ကပုံစံအမျိုးမျိုးဖြင့်စူးစမ်းလျက်ရှိပြီးပြည်ပထွက်ခွာသည့်လူငယ်များနေထိုင်ရာနေရင်များကိုစစ်တပ်လောက်ကန်ရကြီးအုပ်ချုပ်ရေးအဖွဲ့များကစစ်မှုထမ်းခြင်းလောက်စဉ်တင်းချီကောက်ခံမှုများလည်းဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါသည်။